ကဲဒီဗီဒီယိုလေးကတော့နော်ဘောမအချင်းချင်းတောင်မှပြန်ပြီးတော့ရှင်းပြမယ်လို့ပြောနေတဲ့စိတ်တစအရေချုံရဲ့ဗီဒီယိုဖိုင်လေးကိုရွေးချင်လို့ရှင်းတော့အင်္ဂလန်ဒီဖင်လန်နိုင်ငံမှာရှိတဲ့ကိုမောင်မောင်တို့ကိုမောင်ဆိုးတို့တောင်မှ तू ကဒီနှစ်ယောက်ကိုကြည့်နေတယ်ပေါ့နော်ရှင်းတင်ရှင်းမိုက်ကမယ်လို့ပထမရက်ကဗီဒီယိုဖိုင်တင်ထားတယ်အခုလည်းဒီမှာဆရာတော်တွေအောင်ဒီမှာဟိုနေ့ကျွန်တော်တို့လက်ရှိတော်လှန်ရေးမှာပါဝင်နေတဲ့ဆရာတော်တွေနော်မော်ဘီဆရာတော်တို့ဆိုရင်ဒါ2004ခုနှစ်မှာ ဓမ္မစရိယအောင်ပြီးတော့သာသနာဒဇဟနဲ့သာသနာဒဇဓမ္မစရိယဆိုတဲ့ဘွဲကိုရထားတယ်မှာအဲ့ဒီပုံတော့တူရဲ့အကောင့်မှာတင်ထားတယ်အဲကဘာကြီးလိုင်ခုမှာနော်ရိုက်ထားပုံအဲ့တော့ငယ်ငယ်လေးတည်းကယဟန်ပေါင်ဝစ်ပြီးတော့စာပေကိုတင်ပြီးတော့ပရိယတ်တိပရိပတ်တိပွားများအားထုတ်လာတဲ့ဆရာတော်နော်ပရိယတ်တိပရိပတ်တိပရိဝေဒဆိုတဲ့သာသနာတုံးရက်ကိုသာသနာဟတူအောင်အားထုတ်လာဆရာတော်လေးဆရာတော်အရှင်မင်းတုံညလို့အဲ့ဒီဆရာတော်တွေကိုတော့မှစော်ကားထားတဲ့အရေးချုပ်စိတ်တစား ဘာပြောထားကြည့်ပါကျွန်တော်ကပါအစ်စ်ထဲထားနေတယ်။ညမင်္ဂလာပါဗျာ။ဒီနေ့ဘုရားအစမှာတော့မင်္ဂလာတရားတော်နဲ့ဒါအပြည့်ဆုံး။ဟုတ်။ဘယ်နှမိနစ်ဘယ်နှစက္ကန့်ဘယ်နှနာရီဘယ်နေ့ဘယ်နှလဘယ်နှနှစ်တုံးလို့ရမယ်ဆိုရင်မကြည့်ရဲ Facebook လေးပေါ့ပြန်လဲလို့ရောက်ရှိလာပါတယ်ခင်ဗျဟိုမှာ तू ရေးထားတဲ့ caption ကတော့ Facebook platform တို့ Facebook platform တို့ခိတခဏကြွားရောက်ကြောင်းမယ် ။ဘာဖြစ်လို့လဲဆိုတော့ဒီတိုင်းပြပြပြတွေကပြည်တွင်းကရောပြည်ပကရောတော်ရဲရော တောင်းနေရောအမျိုးမျိုးအဖုံဖုံနဲ့တိုင်းပြည်မငြိမ်မသက်အောင်မငြိမ်ချမ်းအောင်မိမိတို့ရဲ့မျိုးဘာသာသာသနာကိုဖြစ်လို့ဖြစ်စီလုပ်နေကြတဲ့လူတစုကပလက်ဖောင်းမျိုးစုံဆိုရှယ်အကောင့်မျိုးစုံကနေပြီးတော့ဗုဒ္ဓမြတ်စွာဘုရားသာသနာတော်နဲ့မြန်မာနိုင်ငံကြီးကိုတိုက်ခိုက်နေကြတာ ဥပမာဟိုပလီပလာမီဒီညာပေါ့နော်မီဒီယာမဟုတ်ဘူးပလီပလာမီဒီညာလို့ခေါ်တဲ့ခေတ်သစ်တို့မဇိမတို့ DVB တို့ပလီပညာမီဒီယာတို့အဲ့တော့ခေတ်သစ်ကိုအဲ့သူတို့ဘက်ကလူတွေအဲ့လိုစကားအမြဲပြောကျွန်တော်တည်ကျင်တာကလေအလီပိုင်လေးတည်ကျင်တာအကောင်းပြောတာဘယ်နဲ့ဘယ်ရက်မှာတင်တဲ့ခေတ်သစ်ကဘယ်တဲ့င်းကမဟုတ်တာကိုအဟုတ်လို့ပြီးတင်ထားပါလေဒါဆိုရင်ခေတ်သစ်ကိုအားပေးနေလူတွေဝါလိမ့်ဟုတ်တယ်နော် အာမင်းတို့ခစ်တက်ကပလီပလာလို့မစ္စမပလီပလာအဲ့ဒါကအဓိပ္ပာယ်မကြည့်ဘူးဒါကပညာမဲ့အောက်တန်းစားဆန်တယ်ကိုနဲ့ဘက်ချင်းမတူတာနဲ့ဗယံပလာပြောတာဆန်တယ်သူတို့ဘက်အချမ်းကိုကျွန်တော်ဖြစ်ချင်တာအဲ့ဒါကျွန်တော်အပါဝင်တော်လိုင်းဘက်ကဒီတည်င်းမီဒီယာနဲ့ပတ်သက်လို့တင်းနေတဲ့လူတွေဘသူကတော့ဘယ်ဟာကိုမဟုတ်မမှန်ပဲတင်းနေအဲ့လိုမျိုးလေးခက်မှန်းများတင်ပေးပါဒါဆိုရင်ကျွန်တော်တို့ဘက်မှာလည်းခုနကပြောမဟုတ်မမှန်တဲ့လူတွေရှိစရာအကြောင်းမရှိတော့ဘူးနော်အခုဟာကအဲ့လိုအလီပိုင်းသူတို့ဘက်ကဘာမှမပြနိုင်ဘူးအာခစ်တစ်ဘာဖြစ်တာညာဖြစ်တာလို့တော့ပြောတယ်ကျွန်တော်တို့ဘက်က မြဝတီမြမအတန်ပလီပလာတင်တယ်ဆိုတာကတိတိကျကျပြတာဘယ်တည်းမှဘလို့လိမ့်ပြီးဘလို့တင်သွားတယ်နောက်ဆုံးဒီပိဟာမကြည့်နဲ့ဆရာတော်ဟိုဟာဝင်းနေမိတာဆိုဆရာတော်ကြီးကိုနော်စစ်တပ်ကပြစ်တက်ပြီးတော့ driver ကိုအနှက်ချိန်ပြီးတော့ဘလောက်ခိုင်းရိုက်ကူးလေးလောက်ခိုင်းတယ်ဟမ်ဒီဟာပြစ်တာ PDF တွေပြစ်တာပါဆိုပြီးအဲ့ဒါကိုမြဝတီနဲ့မြမအတန်တင်တယ်ဟာကျွန်တော်တို့ကအဲ့လိုတိတိကျကျပြောပြတာဟုတ်တယ်နော်အဲ့တော့သူတို့ဘက်ကလည်းဖြစ်စေချင်တာကမြင့်စင်မာတို့ဒီခက်တဲ့တို့ဆိုလဲဘယ်နေရာကတင်တယ် တို့တရင်မှန်းနေလို့ရှိရင်လက်ခံပေးရမလဲဟုတ်တယ်မလားမြမနောင်းတို့အရာဝတီတို့တော်နိုင်ဘက်ကဟာလေအကုန်လုံးပြောလိုက်ပါဗျာအရာဝတီဆိုတာအရာဝတီတိုင်းအရာဝတီမြကြီးကိုပြောတာမဟုတ်တော့အရာဝတီအမည်ယူတော့ပြီးတော့တလွဲစပင်ကောင်းမယောင်ရာစီလူနော်ခွက်ခေါက်မှစားရတဲ့အဖွဲအားသုံးနှုံနေတဲ့အရာဝတီမီဒီယာတို့ဒါမျိုးတွေကိုပြောတာပါအဲအထိုင်းမှာရှိနေတဲ့ဟိုဟာလေဟောင်စီလား ဟောင်စီဆိုလားငစီဆိုလားအဲအဲ့ဒီလူတွေထိုင်းမှာရှိတဲ့ဟောင်စီဆိုတာဟောင်စီဆိုတာခွေးစီလို့ပြောတာပေါ့နော်အဲ့ဒါဆိုရင်ပြောပြမယ်ဟောင်တယ်ဆိုတဲ့စကားခွေးခွေးဆိုတာကအကောင်းအဆိုးအကြောင်းအကျိုးအမှားအမှန်ကိုမတိမဲနဲ့အတန်ပါဇက်ကထွက်တာကိုဟောင်တယ်လို့ခေါ်တယ်သူကကောင်းလားဆိုးလားလူဆိုးလားလူကောင်းလားဆိုတာကို तू သိမခွဲခြားတတ်ဘူးကိုနေ့ကပြောသလိုအဲ့တော့မှားလားမှန်လားမဟုတ်တာလည်း तू ပါဇက်ကထွက်ရင်ထွက်တယ်ဒါမှဟောင်တယ်လို့ခေါ်တာငါပါဇက်ကပြောတဲ့စကားမဟုတ်မမှန်ပဲပြောတာရှိဘူးလား ဟုတ်လားနော်မရှိဘူးအဲ့တော့မဟုတ်မမှန်ပဲပြောတာမှဟောင်တယ်လို့ခေါ်တာဖြစ်တဲ့အတွက်မဟုတ်မမှန်ပဲမပြောတဲ့လူကိုဟောင်စီတို့လာခေါ်ရင်ခေါ်တဲ့လူကဘာပြန်ဖြစ်လဲတဘောပေါ့လေနော်အစ်စီခမများခေါ်ငေါခမများခေါ်နော်မင်းတို့ငေါကိုဟောင်စီတို့ခမများခေါ်တိလာအဲ့ဒါမှမင်းတို့ဘဝရဲ့တရုပ်မှန်ပေါ်လွင်လာနော်အဲ့ဒါပဲ တိလာအဲ့တော့ဒါကငပောက်ကစပေးတယ်ဟောင်စီဆိုတဲ့ဟာပြောတာအဲ့ तू ကတော့ဟိုလူဘိန်းအမြင်နဲ့လော်လော်လေးပြောလိုက်တာဟုတ်တယ်နော်ဟောင်တယ်ဆိုတာပါတယ်ခွေးလေးခွေးဆိုတာပါတယ်အမားမှန်လည်းမသိဘူးမကောင်းတာလည်းကောင်းတယ်ထင်ကောင်းတာလည်းမကောင်းတာထင်နော်မဟုတ်တာလည်းဟုတ်တယ်ထင်ဟုတ်တာလည်းမဟုတ်တယ်ကိုစီအဲ့လိုမျိုး तू တစ်ဖက်သားမှမရှိတဲ့အပြစ်ကိုရှိပါတယ်ပြောဘူးလားမဟုတ်မမှန်တာပြောဘူးလားမပြောဘူးနော်မပြောဘူးငါခွေးဖြစ်စေအကြောင်းရှိဘူးမင်းတို့ငါ့ကိုဟောင်စီလို့ခေါ်လို့ငါခွေးမဖြစ်တော့ဘူးဒါပေမဲ့ မဟုတ်မမှန်တာကိုပြောတဲ့ကောင်ကိုဟောင်ဟောင်တယ်လို့ခေါ်တာဖြစ်တဲ့အတွက်ငါမပြောမဲနဲ့ငါ့ကိုပြောတယ်လို့လာပြောတဲ့သူတွေကဘာဖြစ်သွားတော့လဲအကုန်ခွေးဖြစ်ပေါ့ကြိုက်တယ်ကွာဟာနော်ခမင်းမြတ်ခေါ်စမ်းဒီနောက်ကကြည်ထဲမှာရှိတဲ့ဟိုလိုလိုဒီလိုလိုဟိုဘက်လိုလိုဒီဘက်လိုလိုဟိုဘက်လိုလိုဒီဘက်လိုလိုဆိုတာတလွဲမတွေးနေနော်အနီဘက်အစိမ့်ဘက်အပြာဘက်အဝါဘက်လိုဘက်ခွဲပြောနေတာပေါ့ဓမ္မဘက်ကလိုလိုနဲ့အမှန်ရေချုံနဲ့မတန်မရဓမ္မနဲ့ အာဓမသမားတွေကသူ့ရဲ့ခြုံနဲ့ဝင်းပလီလောက်အဲ့ဒါတို့လို့ဗျာအာဓမလုံနေတဲ့ဒူတွေအဖွဲစည်းတွေအာဓမပဲပါဝင်တဲ့ဒူတွေအကုန်လုံးကြာရှုံးပါစေနော်အကုန်လုံးချက်ချင်းထိခိုက်ပါဟဲပြောရလားအဲ့လိုမျိုးအဲ့လိုပြပြတာပြောပြနော်အာဟို open လို့ဒီဖက်လို့ဓမ္မလို့အဲ့ဒါဟဲမလို့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 တိရနော်ပြောရင်တဲပြောအာတမဘက်မှာပါဝင်နေတဲ့သူတွေအာတမလုံနေတဲ့သူတွေအာတမကိုအားပေးနေတဲ့အကုန်ကြချုံးပါစေနော် ရှိတယ်အဲ့လိုလူတွေကနေပြီးတော့ပြည်တွင်းကတမျိုးပြီးပါတဖုံတေဇာနန္ဒတို့လိုတင်ကန်းဝင်ပြီးတော့တိုင်းပြည်မငိမ့်ချအောင်ပြီးပါနေအမျိုးမျိုးပုံပုံတွေ့တွေ့လုံဆောင်နေတာဒီမော်ဘီဆရာတော်ဆိုတဲ့ကိုတော်ဒီဒါမော်ဘီဆရာတော်သူစော်ကားတယ်နော်မော်ဘီဆရာတော်က2004ခုနှစ်မှာတန်တရာဒသဓမ္မစရိယဆိုတဲ့ပွဲကိုယူထားတဲ့ပုံနော် ပရိယတိပရိပတိပရိဝေဒသာသနာတုံးရတဲ့ညီအောင်နေတာဒါပေမဲ့အာနာသိမ့်တဲ့နေ့မှောပြီးဆရာတော်ကဘာဖြစ်လို့ဒီကိုရောက်လာလဲတိကျလားမသိဘူးအာနာသိမ့်တဲ့နေ့မနဲ့မှာဘာသာနာမှမပြရသေးဘူးဘာမှမှောပြီးဆရာတော်ကဘာမှမသိဘူးချက်ချင်းအထက်ကဖယရိယဖုံးဆက်ပြီးတော့ဆရာတော်ရှောင်းတိုင်းလို့ဆရာတော်ကြောင်းတိုင်းကိုထွက်ပြီးနိုင်ဝဲလို့မှအောက်လိုက်ရှိတဲ့ကြောင်းမုတ်ဝါနှစ်ဝါကိုအကုန်လုံးစစ်တပ်အောက်လိုက်လာဝင်ဝိုင်းဖမ်းတာကဲဒီဆရာတော်ဘာလုပ်ထားလို့လဲအာနာကသိမ့်ရသေးတယ် ကိုတုံးရက်တောင်ငြိမ်ပြီးသေးတယ်နော်တုံးရက်ငြိမ်ပြီးမှလာဖမ်းဆိုတမျိုးကြားကောင်းသေးတယ်ဆရာတော်ကအဲဟိုအာနာတိမ့်ဦးမှာပတ်တယ်သူတို့အာနာတိမ့်ပြီးတာနဲ့ချက်ချင်းလာဖမ်းတာကဲအဲ့ဒီမှော်ပြီးဆရာတော်ကျွန်တော်ဘာရှိလို့ဟမ်ဘာမှမရှိတဲ့ဘုံကြီးအဲ့ဒီတော့ဆရာတော်ကတော့အဲ့လိုလှုပ်ပြစ်တာဟမ်စဉ်းစားကြည့်အဲ့ဒါဖြစ်လို့ဆရာတော်တို့ကဒီဘက်ကိုကြွလာရတာအဲ့အဲ့ဒါကိုစော်ကားကြည့်နော်သူ့လိုမျိုးဗျမ်းမလာအရေးချုပ်မဟုတ်ဘူးဟိုကတကက်တန်ခါနေ ဇီးတို့ခေါ်တုံညလို့မင်းတုံညမင်းတုံညမဟုတ်ပါဘူးဆရာတော်မင်းတုံညဆိုတော့အပြင်မှာဖူးဖူးတဲ့ဒရိုင်းပြီမှာပါနော်စကားပြောတာဟိုထဲကတကယ်ဟိုအနှစ်တာရရှိတယ်ဟိုပညာရှိပီတာတယ်အေးအေးလေးနဲ့ပြုံးပြုံးလေးနဲ့စကားကိုပြောတာနော်တကယ်ကြီးညူဖို့ကောင်းပါတယ်သူတို့ဆရာတော်တွေဒီဆရာတော်တွေကဓမ္မမျက်နှာဘက်ကပဲယက်တည်ပြီးတော့ဓမ္မအတွက်ပဲအလုံးလုံးနေတဲ့ပုံကူတွေပါဒလိုဟာမျိုးတော့မှကြည့်နော်မင်းတို့လိုက်မင်းကြိုက်စောင်းဟမ်ပုတ်ကရမင်းအောင်လိုက်ဘောမှတဲ့အကြီးဆုံးကပြောတဲ့စကားကြည့် ဟိုမြောက်တုံညတို့လို့ကိုတော်တွေနဲ့ပတ်သက်ပြီးတော့တချို့ပြောချင်တာတွေပေါ့နော်ဘုန်းတော်က Facebook ကနေ2018လောက်တည်းကဟိုနာမည်ပြည့်ဆင်းသွင်းပြီးပိတ်ခံရတာပေါ့နော်ကိုမျိုးကိုချစ်ချစ်တာဟိုဟိုဒီကိုမျိုးကိုချစ်လို့ကိုမျိုးဘာသာတန်တာကိုကာကွယ်စောင့်ရှောက်အောင်ဆိုတဲ့အပေါ်မှာဒါ hate speech တွေကိုမျိုးကိုချစ်တာကိုကိုမျိုးကိုကာကွယ်စောင့်ရှောက်တာကိုအဲ့ဒီ လက်ရှိမြန်မာပြည်ကဒီအရေးချုပ်မမတတွေရဲ့မမတဆိုအကုန်လုံးပြောတာမဟုတ်ဘူးနော်မမတနာမည်ကိုတုံးပြီးအဲ့ဒစုလေးပဲတချို့နယ်ရီမှာရှိတဲ့မမတဆရာတော်တွေကဘာမှမသိဘူးဘာလို့ဆိုအမျိုးဘာသာသာသနာကိုစောက်ချောက်မဲ့အဖွဲ့ဆိုဟာပါတာပေါ့ဟုတ်တယ်မလားအဲသူတို့ကအဲ့ဒါကိုအတုံးချတယ်ဘယ်ဆရာတော်ပါလဲဘယ်ဆရာတော်ပါလဲဆိုတော့ဟာမျိုးအဲ့ဒီအရေးချုပ်တကောင်တကောင်ပဲအဲ့ဒီတကောင်နှစ်ကောင်ကဘာလို့ဆိုတော့တကယ်အမျိုးဘာသာသာသနာပေါ်စိတ်ရင်းနဲ့ချစ်ခင်နဲ့ပုံကိုယ်တွေကိုလိုက်စုစည်းပြီးတော့မမတအဖွဲ့ဆိုပြီးတော့ လောက်တာအခုအဲ့လိုလောက်ရက်တွေလွဲလာတဲ့အတွက်ပညာမဟာကျော်ဆိုတာဒီလက်ရှိဘောမှာပဲဒီဒီရဲ့တော်တိုင်းဘက်ကလူတွားဆဲနေတယ်ကိုမောင်မောင်တို့နဲ့အတူတူပဲအဲ့ဒီပညာမဟာကျော်ကိုမောင်မောင်နှစ်ယောက်လုံးထွက်ပြောတဲ့အဆင့်ထိရောက်လာတယ်ကိုမျိုးချစ်တယ်ကိုဘာသာကိုချစ်တယ်ဆိုတော့ကောင်းတယ်ဒါပေမဲ့ဘာဗုဒ္ဓဘာသာဆိုတာဒေါက်တာလက်နက်နဲ့စောက်ရှောက်လို့ရတယ်ဘာသာမဟုတ်ဘူးနော်ကိုကိုယ်ယုံကြည်မှုအစုံအမတွေကိုလိုက်နာကျင့်သုံးမှနာရင်ဗုဒ္ဓဘာသာတည်မြဲတာကိုကထွက်ပြောထားတာတကယ်တမနဲ့ညီတယ် အဲ့ဒါကိုသူကဘာပြောလဲဆိုတော့အဲ့ဒီနှစ်ယောက်ကိုစောက်ကြည့်ရမယ်တဲ့အချိန်တွေဝင်ဖြစ်လို့ရှိရင်ရှင်းသိရှင်းရမယ်တဲ့ဟာစဉ်းစားကြည့်ဒါတကယ်ဘုန်းကြီးတယောက်လည်းစကားလားအလားဘုန်းကြီးမဟုတ်လို့ဘောရှင်းနေတာဟာရေချုံမှုလို့အဲ့စကားပြောတာဗောဟုတ်တယ်မလားအဲ့တော့ကိုမျိုးစောက်ရှောက်တယ်ဆိုပြီးသူများအမျိုးစောက်ပြက်တနာပတ်ရှာတာအဲ့ဒါအမျိုးစောက်ရှောက်တာမဟုတ်ဘူးအမျိုးစောက်ပြက်တနာရှာတယ်ခေါ်တယ်နော်အဲ့ဒါမင်းတို့ကလွဲနေတာမင်းတို့ကမျိုးချစ်မဟုတ်ဘူးမင်းတို့ကမျိုးစောက်ပြက်တနာရှာတယ်ဟာဒီ အမုန်းတရားတွေအမုန်းစကားတွေပြောတယ်ဆိုပြီးတော့ Facebook ကြီးရဲ့တစ်ဖက်သက်ဆွဆဲခြင်းနဲ့ပိတ်ခံတာလားအခုလဲဘလောက်ခံလို့ဘလောက်သုံးလို့ရမလဲတော့မသိပါဘူးအဓိကပြောချင်တာမလီရမီဒီယာလောက်နေတဲ့ကောင်လေးမင်းတို့များတို့လူမစီတို့လူကောင်လေးနဲ့ပတ်သက်ပြီးတော့ပြောချင်လို့ဒီနေ့ရတစ်စက္ကန့်ရရ line ဘုတ်ကိုပြန်လဲတက်ရောက်လာခြင်းဖြစ်ပါတယ်ခွန်ရဲ့ Facebook အကောင့်နံပါတ်ဘန်ဝီယာ T H U S A D E T A အဲရှင်သူစိတ်ဓာတ်လို့ဖိဘုတ်ကောင်လေးဖွင့်ထားတာမျိုးများဖိဘုတ်ပေါ်မှာတမိနစ်ဖြစ်ဖြစ်တစ်စက္ကန့်ဖြစ်ဖြစ်တစ်နာရီဖြစ်ဖြစ်တစ်ရက်ဖြစ်ဖြစ်တစ်လဖြစ်ဖြစ်စုံကြရအောင်စုံရင်းနဲ့ပဲစူပေါင်းအားနဲ့တိုင်းပြည်ငြိမ်းချမ်းအောင်မျိုးဘာသာသာသနာကိုကောက်ွယ်ဆောင်ရှောက်ကြရအောင် မဟုတ်မဟုတ်ဒီလူတွေတကယ်ပဲမတိတာတာဗျာတကယ်အကောင်းပြောတာစိတ်ပြည့်စရာကြီးနော်ကျွန်တော်နိုင်ငံမှာဖြစ်နေတာဒါမဲ့ကောင်းပါလေဒီတော်လန်ရေးဟာလေဟိုတစ်ဖက်မှာဆွန့်လွတ်ပေးဆက်သွားတဲ့ဒူဒီအတွက်ကတော့နစ်နာတာပေါ့နော်ဒါပေမဲ့ဒီတော်လန်ရေးအလွန်ကာလမှာကျွန်တော်တိုင်းပြည်ကအားလုံးကလင်းရဖြစ်မှာနော်ပညာရေးကဏ္ဍဒီလက်ရှိတော့တိုင်းပြည်ရဲ့အုပ်ချုပ်ရေးကဏ္ဍပေါ့နော်ဒီအာနာယူတဲ့ကိစ္စဖြိုဖျက်နိုင်မယ်ပြီးလို့ရှိရင်အကောင်းဆုံးကျွန်တော်အကြိုက်ဆုံးကတော့ဘာသာရေး ကျွန်တော်တို့ဗုဒ္ဓဘာသာကျွန်တော်တို့ဗုဒ္ဓဘာသာဝင်မယ်ရိုးရိုးဖို့မိရိုးဖတ်လာကိုယ်ွယ်တာမဟုတ်ဘူးကျွန်တော်ဆိုတရေချာချာလစ်လာထားတယ်ကျွန်တော်အခုလာပြီးမင်းဘီလန်နာဖြစ်အောင်ယူမလားမင်းအသက်အသေးခံပြီးဗုဒ္ဓဘာသာကိုဖတ်ပြထားမလားဆိုရင်ဗုဒ္ဓဘာသာကိုဆွတ်လုပ်ပြီးတော့ဘီလန်နာဖြစ်အောင်ယူမလားအသက်အသေးခံပြီးဗုဒ္ဓဘာသာကိုဖတ်တော်ထားမလားဆိုကျွန်တော်အသေးခံပါမယ်မဖြစ်သေးလို့ပြောရစရာမဟုတ်ဘာဖြစ်လို့လဲတကယ်ဗုဒ္ဓရဲ့အနှစ်တာရကိုလစ်လာပြီးတဲ့နောက်မှာ တကယ်ကိုတက်ဝင်ယုံကြည်တယ်နောက်တစ်ခုရှိတာက ကျွန်တော်တို့ဗုဒ္ဓဘာသာတွေဆိုတာသူများဘာသာကိုရန်လောက်တာဗုဒ္ဓသာသနာပြုတာမဟုတ်ဘူးလေဗုဒ္ဓဘာသာရဲ့သာသနာပြန့်ပွားတာဘယ်ရပြန့်ပွားလဲသာသနာကိုချစ်တယ်ဗောနော်ဥဒ္ဒေအမျိုးဘာသာချစ်တယ်အမျိုးနဲ့ဘာသာနဲ့လည်းမတူဘူးလေဘာသာဗုဒ္ဓဘာသာဆိုတာဘာသာတစ်ခုမဟုတ်ဘူးလောကတဘာဝအမှန်တရားတွေကိုမြတ်စွာဘုရားပြောပြွားတာဖခင်ပြောပြီးတဲ့ဒါကဖခင်ရဲ့တဘောတာလည်းမဟုတ်ဘူးလောကရဲ့အမှန်တရားမိတွားကရင်ဘူးတယ် ဖះပြောလို့ဘူးတာမဟုတ်ဘူးတွတ်တူမီးကဘူးအပူဓာတ်ရှိတဲ့အတွက်သွားကြိုင်ဘူးလားဒါပဲပုံထားပါလားဆိုအဲ့တဘောတရားပဲနော်အဲ့တော့တာသနာကိုပြန်ပွားဖို့အတွက်ဘာဖြစ်ဖို့လိုလဲပဋိယတိပဋိပတ်တိပဋိဝေဒဆိုတဲ့တာသနာတောင်းရန်ခိုင်ရင်းဖို့လိုတယ်ကလားယံလိုက်ရှာမယ်တရုတ်ယံလိုက်ရှာအဲ့ဒါတာသနာပြန်ပွားအောင်လုပ်တာမဟုတ်ဘူးတာသနာစောက်ပြေသနာတန်အောင်လုပ်တာဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ဘာလုပ်ရမလဲစာတင်တိုက်ဒီလိုမျိုးအရေးကြုံအတုရောင်တွေကိုပြက်ပြက်တတအရေးယူ တကယ်တာရဏရဲ့စာတင်တိုက်တွေကိုတတိချာချာကိုနိုင်ငံတော်အဆင့်ထောက်ပံ့ပြီးတော့ပူဇော်ပေးနော်လက်ရှိတာစာတင်တိုက်တွေဆိုနှိတ်ခုတ်ခံထိထားတယ်ဘာဖြစ်လို့လဲစစ်အာဏာရှင်တွေကတာသုံးနာအတေကြောက်တယ်ဖျားသားရဲ့ကြောင်းသားရဲ့စစ်သားရဲ့ကြောင်းသားတွေကိုကြတော့ပညာရေးစနစ်ကိုဖျက်ပြီးတော့ဝေလေလေဖြစ်အောင်လုပ်ထားလိုက်တယ်စစ်သားတွေကိုကြတော့အမိတ်အာဏာအောက်မှာသိဆိုသိရှင်ဆိုရှင်လုပ်ထားလိုက်တယ်ဖျားသားကိုကြတော့သူတို့ထိန်းကြီးလို့မရဘာလို့ထားတယ်မပါတာတွေမွေးထုတ်ပြီးတော့ဂိုင်းကနာတွေဖွဲ့ပစ်တယ်ဟမ် ဲ့တော့ပြီးလို့ရှိရင်စာတင်တိုက်တွေကိုနှိပ်ကုပ်လိုက်စာတင်တိုက်တွေမှာချွတ်ချွတ်တက်တက်နဲ့နေရတယ်ဟမ်ဇေဒီတဲ့ဝနီးတဲ့အဲ့အုပ်ပုံကြီးကလူများလာရင်ဘုံတစ်ထုခွဲပလိုက်ကြောက်ပဲဘာမှလုပ်လို့မရဘူးအုပ်ပုံကြီးကြိုက်တဲ့တော့တည်ထားဖះအဆုံးမမသိသာသနာတည်မလားရှင်းရှင်းလေးလေအဲ့တော့ကျွန်တော်တို့ဖះအဆုံးမတီးဖို့အတွက်ပရိယတ်ဒီပရိပတ်ဒီပရိဝေဒဆိုတဲ့သာသနာ၃ရက်ထွန်းကောင်းအောင်လုပ်ရမယ်အဲအဲ့ဒါသာသနာပြုမင်းဆိုတာဒီတော်လိုင်းအလွန်ကာလမှာဖြစ်တာပါเนาะအဲ့ဒီချိန်ကျရင်ဘယ်လိုအရေးကြုံတွေကိုပြက်ပြက်သားသားနှိမ်နေ နော်နောက်ဆုံးဒုံလဘယဟန်ခန္ဓာကအစဒုံလဘဝုတ်ပြီးဗယံမရာရှောက်နေဖန်ထောင်ချက်ဖြစ်အဲ့လောက်ထိလုတ်တင့်ဒါဆိုရင်ကျွန်တော်တို့တိုင်းပြည်ဟာအရာအကဏ္ဍအားလုံးမှာလေအကုန်တန့်ရှင်းစင်ကြယ်သွားမယ်နော်ဒါကြောင့်မလို့ဒီတော်နိုင်အလွန်ကာလတော့ညှော်လင့်မိတယ်ဒီလိုအရေးချုံတွေကိုပြက်ပြက်တတတာသနာတန့်စင်နိုင်ဖို့အတွက်